်မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ American Time Magazine ကြီးတွင်ကိုထိန်လင်းမှစစ်အုပ်စုအားပြင်းထန်စွာရှုတ်ချရေးသားလိုက်ပြီးအဆောင်ပါမိမိကိုပထမဆုံးအကြိမ်အကျဲချုပ်ချထားဖို့လာရောက်ဖမ်းဆီးစဉ်ကကျွန်တော်၁၇နှစ်အရွယ်သာရှိသေးသည်ထိုချိန်ကကျွန်တော်မိမိနှင့်အတူရှိနေခဲ့သည်စစ်သားများရောက်လာပြီးကျောင်းသားလူငယ်များအားခေါ်ထုတ်သွားကြသည်ကိုမှတ်မိနေပါသေးသည် ရှင်နဲ့အတူမိမိတီလဲရှင်ပလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားခဲ့ရသည်ထို့သောကျွန်တော်အဖို့ကနောက်ပိုင်းရတတပတ်အတန်ကြာဒေါအောင်ဆန်းစုကြည်ဆိုသည့်မိမိကိုကျွန်တော်တူတဲ့ပိုင်ဆိုင်ခွင့်ရှာသွားခဲ့သည်ယခုကျွန်တော်အသက်48နှစ်ရှိလာခဲ့ပြီးမိမိတီလဲစစ်အာဏာသိမ်းပြီးအဖမ်းခံခဲ့ရမှုနဲ့ရခင်တပ်အပုံကြီးဆိုရွာလာနေသောအခြေအနေနဲ့ရင်ဆိုင်နေရပြီဖြစ်သည်မိမိတီရှာရှာပါပါရလာခဲ့သောလူလက်တီရွှေခောက်ပွဲတွင်မဲအည်တွက်82ရာခိုင်နှုန်းဖြင့်အပြည့်အသက်အနိုင်ရရှိခဲ့ပြီး နောက်သုံးလအတွင်အဖမ်းခံခဲ့ရခြင်းဖြစ်သည်အသက်80ရှိလာပြီဖြစ်တဲ့မိမိသည်ယခုအခါနှလုံးတပုံးနှင့်အယိုးရောဂါများခံစားလာရပြီဖြစ်သည်ရခင်အချင်းချခံရစဉ်ကအိမ်တွင်ပင်နေခွင့်ရခဲ့ပြီးမိသားစုနှင့်အဆက်အသွယ်ရခဲ့သည်များရှိခဲ့တော်လဲယခုအခါမြည်သည့်နေရာတွင်ရှိနေမှန်ပင်မသိရတော့ရခင်ကဖေဖေအကိုဖြစ်သူနဲ့ကျွန်တော်တို့အတူတူခရစ်စမတ်အတူဆင်နွှဲခွင့်ရခဲ့ပူသေးသည်ယခုအခါတွင်တော့မိတ်ဆွေမိသားစုဝင်တဦးတလေများတွေ့ခွင့်မရတော့ ိမိထံမှ စာတို့လေးတစ်စောင်သာကျွန်တော်ရရှိခဲ့ပူသည်အသက်ရွယ်ကြီးရင်နေပြီဖြစ်သောအမျိုးသမီးကြီးတဦးအားအသက်ရှင်လျက်နှင့်နှုတ်ပိတ်ထားခြင်းသည်တရားမျှတမှုခင်းမဲ့နေသည့်အပြင်ဂုံတိတ်ခမဲ့သောလှုပ်ရက်လေးဖြစ်သည်ထိုကဲ့သို့ရက်ဆက်စွာဆက်ဆံနေမှုသည်စေုပ်စီတယုံမှန်ကိုဖြတ်ဆိုနေခြင်းပင်ဖြစ်သည်မိမိကိုဆွဲဆိုထားသောအမှုများသည်လည်းလှုပ်ကြံလိစေထားခြင်းသာဖြစ်သည်မိမိကိုဖန်ဆီးထားခြင်းသည်စေအာနာရှင်မင်းအောင်လိုက်ဦးဆောင်သည့်စေအုပ်စုကအာနာကိုစုပ်ပိုင်ထားရအတွက်ပြုလုပ်သောကောက်ကျစ်ဆင်းလေသည့်ပရိယေဖြစ်သည် မြန်မာရှိအကျဉ်းထောင်များ၏အခြေအနေသည်အလွန်တရာဆိုးရွားကြောင့်မဲ့ပွဲကောင်းလာပြီးလူခွင့်ရေးအဖွဲ့များအစိုးရတလလရင်နိုင်ငံရေးအကျဉ်းသားနှစ်ဦးခန့်တည်ဆုံနေသည်ကျွန်တော်ဤမိခင်အားစေကူတာခံခွင့်မပေးခဲ့ကြသည့်အပြင်စကားပြောခွင့်အပါဝင်အခြေခံလူခွင့်ရေးများပဲမရပဲဖြစ်နေသည်မိမိအသက်ကြာကြာရှင်နိုင်ပါမလားဟုကျွန်တော်စိုးရိမ်နေမိသည်ကျွန်တော်အဖို့ပြောင်းလဲနိုင်သည်ကမိမိလွတ်မြောက်ပြီးစေကူတာခွင့်ရဖို့ကျွန်တော်နှင်းနောက်တစ်ချိန်ပြန်ဆုံနိုင်ခွင့်ရဖို့ပင်ဖြစ်သည် ကျွန်တော်ဤပန်ကြားချက်သည်ပုဂ္ဂိုလ်ရဲ့အရာသာမဟုတ်ကိုကျင့်တရားနှင့်လည်းသက်ဆိုင်နေပါသည်အမှန်တရားတာဝန်ခံခွင့်နှင့်လွတ်လပ်စွာပြောဆိုနိုင်ခွင့်မရှိဖြစ်နေသည့်တန်ငါးစေသောမြန်မာပြည်သူများအတွက်လည်းဖြစ်သည်နိုဝင်ဘာ၈ရက်နေ့သည်လွတ်လပ်သောရွေးကောက်ပွဲဖြင့်မိမိအားနိုင်ငံဤကောင်းဆောင်တအုပ်အဖြစ်ရွေးချယ်တင်မြှောက်ခဲ့ကြသည့်နေ့လည်းဖြစ်သည်ယခုအခါစေအုပ်စုသည်သူမအားဖြုတ်ချပြီးအထူးရောက်ရွေးကောက်ပွဲအားဒီဇင်ဘာလအတွင်းပြုလုပ်ပြီး၎င်းတို့၏အုပ်ချုပ်ရေးကိုတရားဝင်လာသည့်အောင်ဖြစ်ရန်ကြိုးပမ်းနေပြီဖြစ်သည် ထိုအရေးအတွက်ကမ္ဘာကြီးသည်နှုတ်ဆက်မနေမှဖြစ်ရင်းအာနာသိမ့်ပြီးကလေးကစေအုပ်စုသည်လူလူအပေါ်အကြောက်တရားကမ်ပိန်းကိုမညာမတာအတော်မသက်ဆင်နွှဲလာခဲ့သည်ကြီးရွာများကိုမိတိုက်ခဲ့သည်အယက်သားပြည်သူများကိုတပ်ဖြတ်ကွပ်မျက်ခဲ့ကြသည်ကယ်လီသူငယ်များကိုပြစ်မှတ်ထားလာခဲ့သည်လူ6000ခန့်သေဆုံးခဲ့ရပြီးနိုင်ငံရေးအကျဉ်းသားအဖြစ်လူ12000ခန့်လောင်ကျိုက်ထဲထည့်ထားခဲ့သည်ကုလသမဂ္ဂကပင်မြန်မာနိုင်ငံ၏အခြေအနေသည်အဆိုးဝါးဆုံးသောလူသားတို့ရင်ဆိုင်နေရသည့်အချက်အလက်ကြီးဟုဖော်ပြခဲ့သည် ဝန်내ဖို့ကောင်းတီကထိုးထိုးအုပ်ချုပ်နေသူများ၏ခွင့်ပြုချက်ဖြင့်ကျူးလွန်နေသောအကြံဖတ်မှုများကိုနိုင်ငံတကာအတိုင်းဝိုင်းကအားပေးကူညီနေခြင်းပင်ဖြစ်သည့်2021ဧပြီလတွင်မေယောင်လိုက်သည့်အာဆီယံ၏နိုင်ငံတွင်ဖိထွက်တိုင်ယိုမှုများအဆုံးသတ်ပြီးဆေးဆက်ဆွေးနွေးရေးလမ်းကြောင်းပေါ်ရောက်ရန်ချမှတ်ခဲ့သောပုံသဘောတူညီချက်၅ရပ်ကိုသဘောတူခဲ့သူဖြစ်သည်။ ်ထိုးငါချက်သည်အကြံဖတ်မှုများရက်တန့်ရေးအားလုံးပါဝင်တွေ့ဆုံဆွေးနွေးရင်အထူးတန်တမန်အားပြန်ဖြည့်ခွင့်ပေးရင်လူသားချင်းစာနာထောက်ထားသည့်အကူအညီများပေးခွင့်ပြုရင်အထူးတန်တမန်အားသက်ဆိုင်သူများအားလုံးနဲ့ဖွဲ့ခွင့်ပေးရလို့ဖြစ်သည်မေယောင်လိုက်သည်ညီသည့်အချက်ကိုများလိုက်နာခဲ့ခြင်းမရှိ အကြံဖတ်မှုများတိုးတည်ချက်တိုးလာပြီးအကူအညီများအားလည်းပိတ်ဆို့ထားခဲ့ပြန်သည်ကျွန်တော်အိမိခင်အပါဝင်နိုင်ငံရေးအကျဉ်းသားများအလုံးအကျဉ်းချခံရစေဖြစ်သည် ပြီးခဲ့တဲ့လအာဆီယံထိပ်သီးအစည်းအဝေးတွင်ခေါင်းဆောင်အလုံးကအချက်၅ချက်ကိုပင်မြမအကြက်တဲဖြည့်ရှင်ရေးအတွက်လုပ်ငန်းပေါင်းအဖြစ်ထပ်မံအတည်ပြုခဲ့ကြသည်။လက်ရှိစေအုပ်စုမှပြုလုပ်မဲ့ရွေးကောက်ပွဲသည်တရားဝင်မှုရှိမည်မဟုတ်ဟုထပ်ပြောခဲ့ကြသည်။ထိုရည်တည်ချက်ကိုစင်ကာပူမလေးရှားအင်ဒိုနီးရှားတို့ကဦးဆောင်လာခြင်းကပင်၎င်းတို့၏ဒီမိုကရေစီလမ်းပြမြေပုံဆိုသည်ကအဖြစ်မဟုတ်ပေ။အလိမ်အညာသာဖြစ်သည်ကိုပို၍သဘောပေါက်လာကြောင်းထင်ဟပ်ပေါ်လွင်စေခဲ့သည်။ ထိုရည်တည်ချက်ကိုကျိုးဆိုရမည်ဖြစ်တော်လဲအတိတ်ပဲရှိလာမည်အရေးယူဆောင်ရွက်ခြင်းမျိုးတပါးတည်းလိုက်ပါလာရမည်ဖြစ်သည်စကလုံးများတတ်တတ်ဖြင့်လူတက်များကိုကာကွယ်ပေးနိုင်မည်မဟုတ်သလိုငင်းချမ်းရေးကိုလည်းဖော်ဆောင်နိုင်မည်မဟုတ်ပေ။အာဆီယံအနေဖြင့်မင်းအောင်လိုင်းရဲ့အဖွဲ့ကိုတရားဝင်အဖြစ်အသိမှတ်မပြုရန်ဤသူများအပေါ်စစ်ပွဲဆင်နွှဲနေသူများဖြစ်၍တန်းတူဤသူသဘောထားပြီးဒေသရင်းအစည်းအဝေးများသို့တက်ရောက်ခွင့်မပြုရန်အလားတူအာဆီယံသည်လက်ရှိစစ်အုပ်စုကဆက်၍အာဏာရှင်ဆက်ဆက်အုပ်ချုပ်သွားနိုင်ရန်အယောင်ပြစီစဉ်နေသည့်တရားမဝင်သော မမှန်ကန်သောအထုရောင်ရွေးကောက်ပွဲကိုအတိမတ်တူခြင်းသို့မဟုတ်ဂုံတိတ်ခါမြင့်တင်ပေးခြင်းမျိုးမပြုလုပ်သင့်ပေ။အာဆီယံသည်မင်းအောင်လိုင်းသို့မဟုတ်၎င်း၏ကိုယ်စားလှယ်တူဦးအားဂျန်တူရီတို့အဖြစ်အစည်းအဝေးများကိုတက်ရောက်ခွင့်ပြုမည်ဆိုကအာဆီယံတည်ထောင်ထားသည့်ဦးများဖြစ်သောငိမ့်ချန်ရီတရားမျှတရေးနှင့်ဘူပေါင်းဆောင်ရွက်ရေးဆိုသည့်များကိုအာခန်သစ္စာဖောက်နေခြင်းကိုစုလက်များကြီးမြင့်သလိုဖြစ်သွားပေမည်။မြန်မာနိုင်ငံ၏အဖြစ်အသင့်သည်ဖြရင်းတွင်ပြက်ပွားနေသောကြွေကွဲပွဲဖြစ်ရတာမဟုတ်တော့ပေ။ဂျကဘာလုံးတို့ပဲ့တင်ရိုက်ခတ်လာနေပြီဖြစ်သည်။ မြန်မာနေ့ထိဆက်နေသောဒေတာများတွင်စစ်တပ်နှင့်ဆက်ဆက်နေသောလက်နက်ကိုင်အဖွဲ့များ၏အကာအကွယ်ဖြင့်ရာဇဝတ်ကိုင်းများသည်ခွန်ရက်များတက်ခွေတိုးပွားလာနေပြီးမူရည်စည်းဝါကုန်ကူးမှုအွန်လိုင်းမှတဆင်နိုင်ငံချက်ကျော်လိမ့်လည်နေသည့်ပြစ်မှုများကျူးလွန်နေကြသည်မြန်မာစစ်တပ်မှတည်တည်ကြီးနှင့်အကာအကွယ်ပေးထားသည့်အွန်လိုင်းငွေလိမ်ကိုင်းများသည့်နိုင်ငံပေါင်းစုံမှလူများကိုတိမ်သွင်း၍ကျော်အဖြစ်ခိုင်းစေနေကြသည်ဒေါ်လာဘီလီယံပေါင်းများစွာဝင်ငွေများရရှိနေပြီးစေုပ်စုသွေးများရွှဲရွှဲဆိုနေသည့်ကမ်ပိန်းကိုပံ့ပိုးနေကြသည် တကပလုံးတိုင်းတာဖြင့်အင်တာနက်မှာကျူးလွန်နေသောလိမ့်လည်မှုများအတွက်2024တွင်ဒေါ်လာ16.4ဘီလီယံဆုံးရှုံးခဲ့ရသည်ဟု FBI မှအစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ထို့ထက်တွင်အမေရိကန်၊ဗြိတိန်နှင့်ဂျပန်တို့အများဆုံးခံခဲ့ကြရသည်။ထိုရာဇဝတ်ကိုင်းကြီးများကမြန်မာစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများနှင့်လူထုအားဖိနှိပ်ချုပ်ချယ်နေမှုများကိုငွေချေးပံ့ပိုးနေကြသည်။ကယ်လီသူငယ်များကိုအကျဉ်းချထားသည့်စစ်အုပ်စုသည်မွေးရဲဇေဝါလူကုန်ကူးမှုများနှင့်အွန်လိုင်းလိမ်လည်မှုများအားအကျိုးမြတ်ရနေကြသည်။ အစိုးရအဖွဲ့တစ်ဖွဲ့မှစစ်ပွဲအတွက်ရန်ပုံငွေရရလိမ့်လည်မှုများချုံပြူထားမှုများအပေါ်မိကိုနေရပြီဆိုကြတဲ့ကတရားဝင်ရက်တီပိုင်ခွင့်ဆုံးရှုံးသွားခဲ့ခြင်းပင်ဖြစ်သည်ထို့ဆိုကမြန်မာပြည်အတွက်အဖြေသည့်အဖဲနီးမြန်မာပြည်သူများအဖဲတို့ငြိမ်းချမ်းစွာနေထိုင်နိုင်ကြပေမည်နီးပထမဆုံးမရှိမဖြစ်အတိမတ်တွေ့ရမည်ကပြဿနာသည်မြန်မာစစ်တပ်ဖြစ်သည်ဆိုသည်ပင်ကျွန်တော်ဤအဖို့ဖြစ်သူတီထောင်ပေးခဲ့သည့်အဖွဲ့အစည်းသည်ယခုအခါလူများအစုလိုက်အပြုံလိုက်တက်ဖြတ်နေသည့်အဖြစ်ရောက်နေသည်ကိုတွေ့ကလွန်စွာထိတ်လန့်တုန်လှုပ်ရှားပေးလိမ့်မည်။ ကမ္ဘာတန်တမန်များကနင်းအောင်လိုက်သို့မဟုတ်၎င်း ECO စလဲများကိုနိုင်ငံခေါင်းဆောင်များသို့မဟုတ်ဝင်ကြီးအဆင့်အစည်းအဝေးများတွင်အတိအမှတ်ပြုနေရာပေးရန်ရင်းဆိုကြရပါမည်။၎င်းတို့၏မှန်မှန်ကန်သောမဲပုံသည်အဘယ်သို့သောအရာဖြစ်သည်ကိုထုတ်ပေါ်ရမည်။၎င်းမှလိမ်လည်မှုဆိုသည်ပင်ဖြစ်သည်။မြန်မာတွင်ငြိမ်းချမ်းရေးရလိုသည်ကိုရင်းထွေးလိုသူများအနေဖြင့်နိုင်ငံအားတရားဝင်ကိုစားပြုသည့်အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်ပြည်သူများ၏အစ်စ်အမှန်ထောက်ခံမှုကိုရနေသည့်လူမျိုးစုအဖွဲ့အစည်းများနှင့်ဓာတ်ရိုက်ကြီးထွေးဆက်ဆံရမည်ဖြစ်သည်။ ကုလသမဂ္ဂတည်လဲ NUG ၏ကိုယ်စားလှယ်ဦးကျော်မိုးထွန်းကိုသာမြန်မာ၏အမြဲတမ်းသတ်မှတ်ကြီးအဖြစ်အသိမှတ်ပြုရပေမည်။ထိုပုဂ္ဂိုလ်များသည်သာမြန်မာပြည်အတွက်ကိုစားပြုပြောဆိုနေသူများဖြစ်သည်။ဂျပန်အိန္ဒိယအမေရိကန်အပါအဝင် အကျိုးတူနိုင်ငံများသည့်စစ်အုပ်စုအားကြောထောင်နောက်ခံပေးနေသည့်ဗန္ဒာရေးနှင့်စိုက်ပါကွန်ရက်များကိုဖျို့ဖျက်နိုင်ပြီးလက်နက်ကိရိယာများရှိနေကြသည်။ထို့သို့လှုပ်ချင်းဖြင့်စစ်တပ်၏တွက်ချက်မှုပုံစံကိုပြောင်းလဲသွားစေပြီးဒေသတွင်းနှင့်ကမ္ဘာကြီးအတွက်ကိုယ်၍လုံခြုံမှုရလာမည်ဖြစ်သည်။ ထို့ပြင်နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်းတည်တာဒီရန်ခိုင်မြဲမြင့်ရင်းချမ်းရေးမျိုးရရှိဖို့မရှိမဖြစ်လိုအပ်သည်ဆိုသည့်ကိုရှင်းလင်းစွာအသိပေးထားဖို့လိုပေသည်ကျွန်တော်ဤမိခင်နှင့်မြန်မာပြည်အားကိုမင်းကိုချင်းအုပ်ချုပ်နေသူများလက်အောက်မှလွတ်မြောက်စေခြင်းသည်ကမ္ဘာကြီး၏အကျိုးစီးပွားလည်းဖြစ်သည်မြန်မာပြည်သူများကဒီတို့ထံမှတနာကယူလာနှင့်ဆွဲဖက်ခြင်းကိုတောင်းခံနေခြင်းမဟုတ်ခိုင်မာသည့်ကိုကျင်းတရားဖြင့်မှန်ကန်သည့်အရာကိုလှုံ့ဆော်ဖို့အတွက်တောင်းဆိုနေခြင်းသာဖြစ်သည် ကျွန်တော်မိခင်အရေးတကြီးလိုအပ်နေသောပြုစုဆောင်ရှားမှုကိုရရှိစေရန်အတွက်သက်ဆိုင်သူအလုံးနှင့်ဆက်လက်၍ဆက်သွယ်ဆောင်ရွက်သွားမည်။နိုင်ငံရေးအကျဉ်းသားများအလုံးလွတ်မြောက်ပြီးဘေးကင်းလုံခြုံမှုမရမချင်းကျွန်တော်ငြိမ်နေမည်မဟုတ်။တရားမျှတမှုဒေသရင်းငြိမ်းချမ်းရေးနှင့်လူသားတို့၏ခုံသိက္ခာအတွက်မြန်မာပြည်လွတ်လပ်မှဖြစ်ပေမည်။ဆက်လက်ပြီးမမော်တွင်တိုက်ပွဲပြင်းထန်စစ်ကော်မရှင်ကလေကြောင်းမှလက်နက်ခဲယံပို့ဆောင်နေပြီးဂျက်ဖိုက်တာများဖြင့်ပုံကျဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ ်စစ်စင်ရေးတနည်းပြတော်မီအချိန်ထိသမော်တိုက်ပွဲမှာပြင်းထန်နေပြီးစစ်ကော်မရှင်ကလေကြောင်းနှင့်ဤပညာကိုအားထားပြီးတိုက်ခိုက်နေကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းနိုဝင်ဘာ၈ရက်နေ့တွင်မြစ်ကြီးနားမှတက်လာသည့်စစ်ကော်မရှင်၏ Jet Fighter နှစ်စင်းဖြင့်ဗမော်မျိုးတိုက်ပွဲပြင်းထန်ရာနေရာများကိုလေကြောင်းမှအုံချိန်ပုံချဲတိုက်ခိုက်ခဲ့သည်။ဒီလေ၁၂နာရီ၄၉မိနစ်မှစ၍ဒီလေ၃နာရီကျော်အထိ Jet Fighter နှစ်စင်းဖြင့်လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကော်မရှင်၏လေကြောင်းတိုက်ခိုက်မှုကိုစောင့်ကြည့်နေသူများထံမှသိရသည်။ KIA တပ်တွေကစစ်တပ်ရဲ့စခန်းတစ်ခုကို အခုရက်ပိုင်းသိမ်းပိုက်လိုက်တယ်လို့တော့သတင်းထွက်နေပါတယ်။အတိအကျတော့မပြောနိုင်ဘူးပေါ့။ဒါပေမဲ့သူတို့ဘက်ကလေကြောင်းပစ်ကူစက်တိုက်တက်လာတယ်ဆိုတော့ဖြစ်နိုင်ပါတယ်။မြေပြင်ထောက်ဖို့လမ်းကြောင်းလဲပိတ်ခံထားရလို့လေကြောင်းထောက်ဖို့တုံးနေရတယ်ဟုကချင်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ထို့ပြင်နိုဝင်ဘာ၈ရက်နေ့နှစ်ပိုင်းကလည်းမိထီလာမတက်လာတဲ့ဝိုင်းအိတ်လျင်ဖြင့်ခရရန်လက်နက်နဲ့ရိတ်ခါများကိုဗမော်မျိုးရှိစစ်ကော်မရှင်တက်ဆွဲရာနေရာများကိုထောက်ပို့ခဲ့ကြောင်းသိရပါတယ်။ စစ်ကော်မရှင်သည်ခလာရ48ခုနှစ်သို့သွားရလန်တလျှောက်ကိုစစ်ကြောင်းထိုးနေသည့်အတွက်၎င်းနေရာတဝိုက်တွင်တိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိပြီးမမော်တက္ကသိုလ်ဝင်းနှင့်သုံးမိုင်တွင်လည်းစစ်ကော်မရှင်တပ်များတပ်ဖြန့်လာသည့်အတွက်ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရပါသည်စစ်ကော်မရှင်ကလက်နက်ကြီးဖြစ်ကူအပြင်ဒရုန်းနှင့်ပညာဖြင့်တိုက်ပွဲကိုပေါ်ဆောင်နေတော်လဲတပ်ဖွဲ့ဝင်များတိုက်စုံမှုများနေသဖြင့်လေကြောင်းဖြစ်ကူပါဇက်တိုက်ခေါ်နေရကြောင်းသိရပါသည်